ွေတစိမ့်ဆုရှင်အားအောင်ပလင်တော်တို့ပင့်ဆောင်ရန်အစီအစဉ်ဖြစ်ပါလေ။တို့ဖြစ်ပါ၍ရွှေတစိမ့်ဆုရသာသနာအာဇာနည်ရှင်ကဝိန္ဒအားအောင်တပြေဆိုင်ပန်းဖလားဖြင့်ပင့်ဆောင်နိုင်ပါရန်ဥပါဒကတူအားလေးစားစွာပန်ကြားအပ်ပါれခင်ဗျာ။ယခုအခါမှာရွှေတစိမ့်ဆုရသာသနာအာဇာနည်ရှင်ကဝိန္ဒအား

နိုင်ငံတော်ပြည်ထည်သာသနာတက္ကသိုလ်မန္တလေးမှရွှေဒစိမ့်စုရအရှင်ကဝိန္ဒဒဇေဤထေရုပ္ပတ္တိအကျင်းပါဗျာအရှင်ကဝိန္ဒဒဇေဟု1359ခုနှစ်ဝါကောင်လာဇန်း12ရက်15ရက်8လ1998ခုနှစ်တနင်္လာနေ့တွင် စကိုင်းတိုင်းဒေသကြီးဒဇေမြို့နယ် ရွှေကျင်ကြီးရွာ၌ခမည်းတော်ကြီးဥကျော်တောင်းမေတော်ကြီးဒေါ်မိဤတို့မှဖွားမြင်ခဲ့ပြီးငဲမိမှမောင်ဝေလူစော်ဖြစ်ပါသည်ဗျာသာသနာအာဇာနည်ရှင်ကဝိန္ဒသည်1380ပြည့်နှစ်တပေါင်းလာပြည့်ကျော်2ရက်12ရက်3လ2009ကြာသာပတင်းနှင့်တက်တော်17နှစ်အရွယ်တွင်တစ်စေကုံတောင်ရွာမင်္ဂလာကျောင်းဆရာတော်ဗရန္တာတေဇာစာရအဥပ္ပိစေပြု၍ရှင်သာမဏေဖြစ်သူ ရောက်ရှိခဲ့ပါသည်1396ခုနှစ်တကူးလာပြည့်ကျော်9ရက်21ရက်4လ2018စနေနေ့တွင်မန္တလေးမြို့ချမ်းမြသာစီမြို့နယ်ချမ်းတောင်ရက်ကွက်နေဥတည်မောင်ဒေါခင်မြမြဒေါက်တာဦးသိန်းထွန်းဆောင်ဒေါက်တာဒေါ်စန်ဒီမောင်သူရိန်နှင်းကိုပိုင်ထက်တန်းကျောင်းမိသားစုတို့၏ပြည့်စရာနှုတ်ခဟုခံယူတော်မူကားမန္တလေးမြို့ ်ဤကြီးတကုံမြို့နယ်မိထီလာကျောင်းတိုက်ခန္ဓာသိန်တော်မြတ်၌ချမ်းမြာသာစီကျောင်းဆရာတော်ဗရန္ဒမုဏိကကိုဥပိ္ပဇေပြုလျက်မြင့်မြတ်သောယဟန်ဖြစ်သူရောက်ရှိခဲ့ပါသည်။သန္ဒနာအာဇာနည်ရှင်ကဝိန္ဒသည်မန္တလေးမြို့ချမ်းမြာသာစီမြို့နယ်ချမ်းမြာသာစီကျောင်းတိုက်ဗရန္ဒနာယကဆရာတော်ဗရန္ဒမုဏိကစာချဆရာတော်များဖြစ်ကြသောဆရာတော်ဥဧတကဥက္ကန္ဓသာရ ဥအားစိန်နာတို့ထံတွင်ပထမငယ်တန်းပထမလက်တန်းပထမကြီးတန်းစာဝါများကိုလေ့လာသင်ယူခဲ့ပါသည်1389ခုနှစ်တက်တော်ဆက်ရှင်နှစ်အရွယ်တွင်ပထမကြီးတန်းကိုအောင်မြင်တော်မူခဲ့ပြီးမဟာဓမ္မိကာယာမတိုက်ဘူချောင်းဆရာတော်ဗရန္ဒသူစိတ်တော်ဘိဝန္တထံတွင်ဓမ္မာစရိယဆံရကျမ်းရင်း၃ကျမ်းတို့ကိုလေ့လာသင်ယူတော်မူခဲ့ပါသည် 1380ပြည့်နှစ်တွင်နိုင်ငံတော်ပြည်ရည်သာသနာတက္ကသိုလ်မန္တလေးသို့တက်ရောက်ခဲ့ပြီးသာသနာတက္ကသီလဓမ္မစရိယာဒန်းကို1380-81ခုပညာသင်နှစ်မှစ၍1384-85ပညာသင်နှစ်အထိသရုပ်ထားနှစ်တိုင်နှစ်မှချပဲနှစ်စဉ်ပထမအမှတ်အများဆုံးဖြင့်သာသနာတက္ကသီလဓမ္မစရိယာဒန်းကိုအောင်မြင်တော်မူခဲ့ပါသည်ယခုအခါအရှင်ကဝိန္ဒသည် သာသနာတက္ကသီလမဟာဓမ္မစရိယရံပထမနှစ်၌သုတ်တန်တဘာသာအထူးပြုဖြင့်ပရိယတ္တိစာပေများကိုဆက်လက်သင်ယူစီးပုလျက်ရှိပါကြောင်းဖတ်ကြားကြည်ညာအပ်ပါれခင်ဗျာသာဓုသာဓုသာဓု